တဲ့အာပေါ့နော်ကြိုက်တယ်ဆိုရင်တော့ကစားလို့ရတယ်ဒါကျွန်တော်ဖုန်းနံပါတ်က3992253091ပေါ့နော်အဲ့မှာကျွန်တော်ကပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ဒီ606ကိုဂိုင်ခဲ့တယ်အဲ့တော့ကတော့606ဂိုင်ခဲ့တော့ကျွန်တော်636နဲ့တော့လိန်သွားတယ်ပေါ့နော်နှက်ခတ်နဲ့လိန်သွားတယ်ကျွန်တော်ကပါဝါနဲ့ဂိုင်တာဘာလို့ပါဝါနဲ့ဂိုင်ခဲ့လဲဆိုတော့ကလင်ဒါမှာဒီမှာပေါ့ 6နှစ်6လို့ဒဲထွက်တယ်ဒီလိုနှစ်ကက်ကလေးတွေအလုပ်တယ်ပေါ့နော်6နှစ်6လို့ဒဲထွက်တာနှစ်ကက်ရှိတာအဲ့ဒီ6နှစ်6လို့ဒဲထွက်တာနဲ့အဲ့ဒီနေရာမှာ6အခွာကထပ်လိုက်တယ်ထပ်လိုက်တယ်ကျွန်တော်ဒီနေရာမှာ6ခွန်6ကိုလိုက်ခဲ့တယ်6ခွန်လိုက်တဲ့အချိန်မှာဒီ6နှစ်6မလို့နှစ်ပါဝါခွန်ခါနေဆိုပြီးရော6ခွန်6ဆိုပြီးကျွန်တော်လိုက်တာဘာလို့လိုက်လဲဒီမှာကလင်နာနှစ်မှာနှစ်ကက်ပဲရှိတာဒီ98ခွန်8လို့ကလင်နာမှာနောက်ထိပ်စီးသုံးလုံးလှဲတာကလည်းနှစ်ကက်ပဲရှိလို့အဲ့ဒီအောက်ကိုကျွန်တော်က6 6 6ခွန်6ကိုလိုက်ခဲ့တာ သူက6ည6နဲ့လောက်ထားသွားတယ်ဒီမှာကလင်နာမှာခွန်နှက်ခတ်3ည6နဲ့လာတယ်ပေါ့နော်6နဲ့6တဲထွက်တယ်အဲ့ဒီနေ့ထဲမှာ6အခွလို့ထက်လိုက်တယ်ဒီမှာလိုက်တယ်ပေါ့နော်လိုက်တဲ့အချိန်မှာကျွန်တော်ဒီနေရာမှာ6 6ခွန်6လိုက်ခဲ့တော့ဒီမှာ9ခွန်8လို့ကလင်နာမှာနှက်ကပ်ပဲလဲလို့အဲ့ဒီအောက်ကိုကျွန်တော်တို့က6အခွနဲ့6ခွန်6အဲ့တော့10ကွက်လိုက်တော့ပြခဲ့တယ်တင်တယ်10ကွက်ထိုးတဲ့လူတွေတော့ပေါ့မယ်ပေါ့နော်ဒါကျွန်တော်တို့ကင်ခဲ့တာကအဲ့မှာမမ္မာတဲမှာကင်ခဲ့တာက6ခွန်6ကင်ခဲ့တာကင်ခဲ့တာကိုသူက6လုံးညာ6နဲ့လှည့်သွားတယ်လှည့်သွားတော့အဲ့ဒီ ။ဟုတ်ပြီအဲ့ဆိုရင်ထားလိုက်တော့အဲ့ဒီဒီခွန်9ခွန်8လို့လှည့်တာနှစ်ကပ်ပဲရှိတယ်။အဲ့ဒီ9ခွန်8ရဲ့အောက်က6ခွန်6ကနောက်နှစ်ကို तू ပြန်ထွက်တယ်။ပြန်ထွက်တော့ကျတော့413ဆိုပြီးတော့နောက်ပိတ်သုံးလုံးထောင်းနဲ့နောက်ကိုကတ်ပြီးတော့ချတယ်ပေါ့နော်။အဲ့ဒါဆိုရင်ကျွန်တော်ဒီ6396ကလည်းနောက်နှစ်ကိုပြန်ထွက်ခဲ့ရင်ကနန်းတူကနန်း606လားသို့မဟုတ်အဲ့ဒီ636 606တော့ကနန်းတူကနန်းရန်ရင်ရန်ပေါ့နော်အဲ့တော့013လို့ဒီမှာထောင်းထားပြီနောက်ပိတ်သုံးလုံး အဲ့ဒီ၄၃ထောင်နဲ့နောက်ကိုကျွန်တော်ကအဲ့ဒီ၆၃၆ကိုထည့်ခြင်းတယ်ပေါ့နော်ထည့်ခြင်းတယ်အဲ့ဆိုရင်ဒီအခြေခံလေးရပေါ့အဲ့တော့ကျွန်တော်ဒီရန်ချင်းရ606ကိုပါပါရန်ပေါ့606အာကိုပါပါရန်ပေါ့ဒါကဟိုအပူးခွာဆိုတော့ဒီနှစ်ကွက်လုံးအာမှာအာရန်ပေါ့နော်အာရန်ပေါ့606တော့တင်ထိုးပေါ့ကြက်တယ်ဆိုအဲ့တော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလေးကစီးနဲ့ကျွန်တော်မျောကစားခဲ့တဲ့ ုံညာလေးတိကျွန်တော်မွေးကနန်းတင်ပေးထားတာ哦ပေါ့နော်နှစ်ဟိုနှစ်အလေပိုင်းတော့ရတယ်အဲ့ဒါကဘယ်လိုလဲဆိုတော့သူကညှော့ရိုက်သွားတာနှစ်လေးတိလို့ကလင်နာမှာခွေတော့သူ့အောက်မှာ196တည်တယ်အဲ့ပထမနှစ်ကတ်မှာတော့သူကဟိုဒီ65လေးတိဆိုပြီးတော့ပါသူကခါခါလေးလုံးထောင်းတယ်ပေါ့ဗျာတို့မြေကျွန်တော်နှစ်လေးတိလို့ခွဲထုတ်လိုက်တယ်ဒီမှာနှစ်လေးတိလို့ခွေပြီးခွေပြီးဆိုတာနဲ့သူကဒီဒီမှာ65လေးတိလို့ဖြစ်တာနှစ်ကတ်ဖရိတ်မှာကသူကဒီမှာ196ကနန်းတူကနန်းတည်တယ် တင်တော့ဟုတ်ပြီဒီမှာကြတော့သူဒီ2 4 1လို့ဒီမှာသုံးကတ်ဖြစ်သွားပြီ2 4 1အခွေအခွေအောက်မှာကျွန်တော်က6 6ရဲ့နှက်ခတ်နှက်ခတ်6 6လို့လည်းတင်ပေးခဲ့တယ်အဲ့တော့ကလည်းပါပါရရတဲ့လူတွေရတယ်ကျွန်တော်အဲ့တော့ကလိုင်းမော်ဆရောက်ခါစနော်လိုင်းမော်ဆတင်ခါစကျွန်တော်တို့မန်ဘာဆခေါ်တာကဒီ6လေးနှစ်တက်အောင်ပြီးမှဆခေါ်တော့ဒီမန်ဘာခေါ်ပြီး၈တုံညာခေါ်မှာကျွန်တော်မန်ဘာဒူအောအောင်လာအဲ့အဲ့ဒီနှစ်မှာပဲ၁တုံညာ6အဲ့တော့အဲ့ဒီမှာကျွန်တော်က ုံကံမြောက်ဆိုတော့သူကပါဝါနက်ခတ်တွေကစားတတ်တယ်ဆိုပြီးကျွန်တော်တင်ပေးခဲ့တာအဲ့တော့က196ပထမနှစ်ကမှတော့2.4အခွေအောက်က196လေးကိုသူက196ကိုနက်ခတ်လန်လိုက်196ရတယ်196ရဲ့ပါဝါကြတော့13လေးအဲ့ဒီ3ခွက်ကိုကျွန်တော်တင်ပေးခဲ့တယ်196နဲ့ခဏနုခဏ3ခွက်လုံးမှတော့ခဏနုခဏတည့်ဖို့ကအားနေသွားပြီပေါ့နော်အားနေသွားတယ်ဒီလိုအနီးကတည့်ဖို့ပြောတာနော်အဝေးတွေကြရင်တော့တည့်ရင်တည့်တာပေါ့လေဟုတ်လားအဲ့ဒါလည်းရှားပါတယ်အဲ့တော့ ဒီအီနှစ်လေးတိအခွေအောက်မှာသူကနက်ခတ်လန်းတော့တာရှီကိုချောင်းနက်ခတ်အဲ့ဒီမှာကျွန်တော်အဲ့ဒီမှာကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီနှစ်လေးတိလို့ခွေတဲ့သုံးကတ်ကိုကျွန်တော်တို့ကကြည့်လိုက်တော့အဲ့ဒီနှစ်လေးတိလို့ခွေတဲ့မခွေခင် သူရှစ်တနှစ်ကျော်တည်းကလေးထိန်နဲ့ဗရင်ငါကနန်းနောက်နှစ်ကိုထွက်တယ်ပေါ့နော်လေးထိန်နဲ့ဗရင်ငါကနန်းနောက်နှစ်ကိုထွက်တယ်နောက်နှစ်မှာသူ့ရဲ့ဇောင်းမှာနှစ်လေးတိလို့ခွေတယ်သူလေးကတ်ထိပြေးသွားတာနော် ဲ့ဒါဆိုရင်အဲ့ဒီလိုလေးထိုက်တဲ့ဗရိင်္ဂကနာထွက်ပြီးတာ ਨੇ ဒီတနေ့ကျော်မှလေးဟွာခွေတာပေါ့နော်ဒီမှာသူ့ဆောင်မှာနှစ်လေးတက်လို့ခွေတယ်ပထမနှစ်ကတ်မှာတော့ခွေပြီးရတယ်သူဗရိတ်ချောက်ရိုက်တယ်နော်ဗရိတ်ချောက်ရိုက်တယ်အဲ့တော့ဒီမှာလေဒီနှစ်လေးတက်လို့ခွေတဲ့သူ့ရှစ်တနေ့ကျော်မှလေးထိုက်ပြီးတော့သုံးထိုက်တဲ့ဗရိင်္ဂကနာနောက်နှစ်ကိုရိုက်တယ်ရိုက်ပြီးရတယ်သူ့ဆောင်မှာနှစ်လေးတက်လို့ခွေတယ်နောက်ခွေတယ်အဲ့မှာသူကဗရိတ်ကဒီနှစ်လေးတက်လို့ခွေတဲ့အချိန်မှာဆဲကွဲလိုင်းကိုသူကဘယ်လိုလုပ်လဲဆိုတော့နှစ်ကတ်မှာဗရိတ်ချောက်လာတယ် ဒုတိယကပ်မှာပရိင်္ဂါလာတယ်။အတတိယကပ်မှာကျတော့သူကဒီနှစ်လေးတိလို့ခွေတဲ့ရှုပ်ရှစ်တနှစ်ကျော်မှာနှစ်ထိတ်နဲ့ပရိင်္ဂါကဏ္ဍရှိတယ်ဒီမှာ။အဲ့ဒီနှစ်ငါးရှစ်နောက်နှစ်ကိုထွက်တယ်။ထွက်ပြီးရတဲ့သူကနှစ်လေးတိကအဲ့ဒီနောက်နှစ်မှာအပေါ်မှာတော့ခွေတာ။ဒီမှာကျတော့သူကဘာလုပ်လဲပရိိတ်ပဲလှုပ်တော့တယ်။သုံးကပ်ဆိုတော့သူလိန်ပြီပေါ့နော်။ဒီမှာပရိိတ်လေးလို့လှုပ်သွားတာ။အဲ့ဒီပရိိတ်လေးကသူကပရိိတ်6ဒီလေးထိန်တဲ့ဗရင်ငါကနနောက်နှစ်ကိုထွက်တော့ဗရင်6သူ့ဆောင်ပါ။၃ထိန်တဲ့ဗရင်ငါကနနောက်နှစ်ကိုထွက်တော့ဗရင် နှစ်ထိတ်နဲ့ပရင်ငါကနနောက်နှစ်ကိုထွက်တော့ပရိတ်လေးအဲ့တော့ကျွန်တော်ကသူကလင်နာရဲ့သဘောတဘာဝကလေးသူကမျောလာပြီဆိုရင်မူတွေကိုစင်ပွားရိုက်တာလေစင်ပွားရိုက်တယ်ဆိုတော့ကြတော့ကျွန်တော်ကကြည့်လိုက်တာအဲ့ဒါဆိုရင်ဟုတ်ပြီနှစ်နှစ်စီတစ်ခါဖြက်လိုက်တာနဲ့နှစ်လေးတစ်ကတော့သုံးကပ်ပဲခွေသွားတာပေါ့နော်သူကရောရိုက်တဲ့မူကိုသူ့ရဲ့နောက်နှစ်ထဲမှာနှစ်ထိတ်ပြီးတော့တစ်ထိတ်ပေါ့နော်ဒါလေးကပ်စီပြန်ဖြစ်သွားတစ်ထိတ်နဲ့ပရင်ငါကနလိုက်ထွက်ရေးအဲ့ဒီတစ်ထိတ်နဲ့ပရင်ငါကနကနောက်နှစ်ကိုဒီမှာထွက်တယ် ဖက်တော့ကျတော့တူတူဆောင်းမှာဗရိတ်6ဗရိတ်5ဗရိတ်4ဗရိတ်3ဆိုပြီးဒီမှာ2023နှစ်ကုန်မှာ5လေးလေးထွက်ထားတာ5လေးလေးကဗရိတ်3သူ့ရဲ့ထောင်းမှာသူက5ဗရိတ်3ဆိုပြီးတော့ဗရိတ်6ဗရိတ်5ဗရိတ်4ဗရိတ်3ဆိုပြီးတော့သူက၄ကက်စီကစားတော့တယ်အဲ့တော့5ကက်စီဆိုရင်ဒီမှာ3ကက်မူနေဆိုရင်နှစ်ထိတ်နဲ့ဗရိတ်5ကနေနောက်နှစ်ကိုထွက်တယ် တစ်ထိတ်နဲ့ပရင်ငါကနနောက်နှစ်ကိုထွက်တယ်။အဲဆိုရင်ဒီနှစ်ထဲက၃ရက်ထိတ်နဲ့သူကနှစ်နှစ်တစ်ဖြတ်ပေါ့နော်၆နှစ်ကို၂နှစ်တစ်ဖြတ်စီ၂နှစ်တစ်ဖြတ်နှစ်နှစ်ဒီမှာ၂နှစ်တစ်ဖြတ်၂နှစ်တစ်ဖြတ်၂နှစ်တစ်ဖြတ်အဲဆိုရင်ဒီနှစ်ထဲမှာနှစ်ထိတ်တစ်ထိတ်၃ရက်ထိတ်နဲ့ပရင်ငါကနကဒီမှာ၃ရက်လေးတည်းအဲ့ဒီ၃ရက်လေးတည်းနောက်နှစ်ကိုထွက်ဆိုပြီးကျွန်တော်နှစ်လေပိုင်းလုံးလာနှစ်စပိုင်းလုံးတင်ပေးထားတယ်နော်။အဲ့ဒါဆိုရင်အဲ့ဒီထားလိုက်တော့သူကဒီ၃ရက်လေးတည်းမွေကနဆိုင်ရှိတာပေါ့မွေကနပေါ့ သူလေးကတိပြေးသွားတယ်လीသူကပရိတ်6သူ့ကြောင်းမှာလေးထိနေပရိတ်ငါကနနောက်နေထွက်တော့ပရိတ်6တုတ်ထိနေပရိတ်ငါကနနောက်နေကိုထွက်တော့သူ့ကြောင်းမှာပရိတ်ငါအနှစ်ထိနေပရိတ်ငါကနထောင်းနောက်ထိထွက်တော့ပရိတ်လीတထိနေသူကအနိကပါရောရိုက်သွားတထိနေပရိတ်ပရိတ်ငါကနနောက်နေထွက်တော့ပရိတ်3 6 5 4 3လို့ပရိတ်လို့သူကစီးသွားတဲ့အချိန်လားသူကပရိတ်ငါးတွေကြောင့် အဲ့ဒီလေးထိုင်တဲ့ပရိငါကဏန်းနဲ့ထည့်ရဒီနောက်တစ်နှစ်ကျော်မှာပေါ့နော်နှလုံးပေါင်း9000တဲ့ကဏန်းကြီးကဇောင်းတပင်ဒီလိုလေးကပ်ကိုသူအတိအကျလောက်သွားပြီလေးကပ်ကိုဇောင်းတပင်ဒီလိုတက်ရိုက်တာနော်အဲ့ဆိုရင်သုံးထိုင်တဲ့ပရိငါကဏန်းနောက်နှစ်ကိုထွက်တော့ပရိ6ရိုက်တယ်အဲ့ဒီသုံးထိုင်တဲ့ပရိငါကဏန်းနှစ်ထဲကနှလုံးပေါင်း9000နော်သုံးထိုင်တဲ့ပရိငါကဏန်းနှစ်ထဲကနှလုံးပေါင်း9000ဟိုမှာကတော့တစ်ချောင်းလေးဆိုတော့တလေးအတွဲကပရိငါ9000အဲ့အဲ့ဒီကဏန်းနောက်နှစ်ကိုနောက်တစ်နှစ်ကျော်ဇောင်းတပင်ကိုထွက်တယ် အဲ့ဒါဒီမှာနှစ်ထိတ်နဲ့ဗရိငါကနန်းကြောင့်သူကဗရိငါတွေကြောင့်အဲ့ဒီနှစ်ထိတ်ကဒီမှာ3965ဒီမှာထွက်ယူဆလို့လည်းရတယ်သူကလိန်တာဒီအောက်မှာနော်အဲ့တော့3965နှလုံးပေါင်း9000အဲ့ဒီကနန်းသောင်းတဲ့ပင်ဒီလိုတက်ရိုက်လိန်တာနော်အဲ့ဒီကိုဗစ်ကအဲ့3965ဒီအောက်ယူယူဒီအပေါ်ယူယူသူကနှစ်မြင်နှစ်မူးလည်းကစားနေတာအဲ့တော့အဲ့ဆိုရင်ဟုတ်ပြီဒီမှာတစ်ထိတ်နဲ့ဗရိငါကနန်းနောက်နှစ်ကိုထွက်သွားတဲ့အတွက်အဲ့ဒီနှစ်ထိတ်ကဗရိနှလုံးပေါင်း9000နဲ့ကနန်းတစ်ခွက်ကသောင်းတဲ့ပင်ကြောင့်ဒီလိုတက်ရိုက်ရမှာ ရိုက်ပြီငါငါ40အနှလုံးပေါင်း5000တယ်နော်အဲ့လိုရိုက်ပြီးပြီဆိုတော့ तू ၄ကတ်ထိတည်း तू အတိကျလှုပ်သွားတဲ့အတွက်ကြောင့်ကျွန်တော်ကဘယ်လိုလှုပ်လုံးဆိုတော့ပထမကတ်မှာဒီ69 6ကိုပြန်မကြအောင်အဲ့ဒီနှစ်ထင်းကပြန်ကြခဏပုံညာ5တိကျွန်တော်အဲ့ကုတုံညာ3ပေါအောင်ခဲ့တာအဲ့ site လမ်းရောအထောက်အကူတွေနဲ့ကုတုံညာ3ပေါအောင်ခဲ့တာအဲ့တုံညာ5တိကပြန်ကြခဲ့တာအဲ့နောက်တစ်နှစ်ကျော်မှာပေါ့နော်ပြန်ကြခဲ့တော့သူ့အပေါ်ကခဏနောက်နှစ်ကိုတက်ရိုက်ခဲ့တာဒီမှာ6 6 အပြန်ကြခဏရဲ့အပေါ်ကခဏတစ်ခွက်အဲ့ဒီအယူဆနဲ့သုံးခန်းအယူဆနဲ့ကျွန်တော်ကနောက်နှစ်ကိုအဲ့တကိုးတုံညာသုံးလုံးကအညီလေးကပေါဝါတာပေါ့နော်ပေါအောင်အာအောင်ခဲ့တာအဲ့တော့အဲ့ဒီနှစ်ထဲမှာဒီ6 6ကိုပဲသူကပြန်ကြခစားသွားတာ နှစ်ကစီပြန်ခွဲသွားတာကျွန်တော်ပြောသလိုပထမကတ်နဲ့ဒုတိယကတ်တမှုချိန်ဆက်သလိုဒုတိယကတ်နဲ့တတိယကတ်ကြတော့လေပုံစံတူနီးနီးလောက်ချိန်ဆက်တယ်နှစ်ကတ်တည်းอ่ะအဲ့တော့အဲ့ဒီကဏ္ဍပြန်ကြသွားတာသူ့ဘုရားတိ40ကဏ္ဍနောက်နှစ်ကိုထွက်ခဲ့တာဒီမှာထွက်တာနော် ထွက်တာကျွန်တော်အဲ့ဒါလည်းနှစ်ကန့်နဲ့ဖြန့်ပန်းတာဒီမှာ၈တိချောင်းနဲ့အချိန်ကြိုက်ရပါတော့မသိဘူးပေါ့နော်ဘယ်အချိန်ကြိုက်ဖန်းခဲ့တာအဲ့တော့ကျွန်တော်တို့ဒီမှာဒီ၈၉ချောင်းနှစ်လေးတစ်ခွေတဲ့နေတဲ့မှာဒီပေါ့နော်ပရိငါကနန်းနေနောက်တစ်နှစ်ကျော်မှာပေါ့ပြန်ကြကနန်း၈၉ချောင်းကပြန်ကြသွားတာ၈၉၆ပြန်ကြသွားတယ်မှာ၈၉ချောင်းရဲ့အပေါ်ကကိုးတုံညာတုံနောက်နှစ်ကိုတက်ရိုက်အဲ့မှာတမူနော်အဲ့ဒီမှာတမူအဲ့တော့ကိုးတုံညာတုံကအဲ့မှာကျွန်တော်ပါအောင်အောင်ခဲ့တာ အဲ့ဒီ line ကကျွန်တော်သုံးခုသုံးထဲသုံးကန်တယ်လေဒီအချိန်မှာရခဲ့တဲ့အတွက်ကြောင့်မူတွေစုံရင်းကြောင့်ကိုတုံညာတော့အောင်ခဲ့တယ်အဲ့ဒါဆိုရင်တစ်ထိတ်နဲ့ပရင်္ဂါကဏ္ဍနောက်နှစ်ထွက်သွားတယ်နှလုံးပေါင်း9000ကဏ္ဍကလည်းဇောင်းတစ်ပြင်ဒီလိုတိတ်ရိုက်ခဲ့ပြီရိုက်ခဲ့တယ်ဆိုဒီတစ်ထိတ်နဲ့ပရင်္ဂါတွေထွက်ခဲ့သူကလေးကက်စီဆိုတာဟုတ်နော်လေးထိတ်သုံးထိတ်နှစ်ထိတ်တစ်ထိတ်ဆိုတော့စော့ခဲ့ခြင်းကြောင့်ကျွန်တော်တို့ကဒီသူ့ရဲ့နောက်တစ်နှစ်ကျော်ကဒီသူ့ရဲ့နောက်တစ်နှစ်ကျော်ပေါ့နော်နောက်တစ်နှစ်ကျော်ကပြန်ကြကဏ္ဍတစ်ခွဲရဲ့အပေါ်ကကဏ္ဍက နောက်နှစ်ကိုထွက်ရမယ်ဆိုတော့ဒီ630ရာပြန်ကြခဲ့တော့သူ့ဘွား395တခွဲ့เนาะ395တခွဲ့အဲ့တော့ဒီ395ကလည်းပြန်ကြခဲ့ခြင်းကြောင့်အဲ့သူ့ဘွား690ရာတခွဲ့เนาะ690ရာတခွဲ့အဲ့တော့အဲ့ဒီနေရာမှာ66နှစ်ကလည်းပြန်ကြခဲ့ခြင်းကြောင့်သူ့ဘွား636ကတခွဲ့အဲ့ဆိုရင်ကျွန်တော်တို့ကထိုးကမှာက690အာရယ်636အာရယ်အထိုင်ရတော့ကျွန်တော်မရရသေးဘူးเนาะ395အာရယ်ရှိတယ်ဗျာ နော်သုံးကုန်းကအာရကျွန်တော်နှလုံးပေါင်းနှစ်တန်လဲတင်ပေးထားတယ်နော်နှလုံးပေါင်းနှစ်တန်ဆိုသုံးကုန်းကလည်းအကျုံးဝင်သလိုကျွန်တော်6တုံညာ6ကိုပို့ကြိုက်တယ်။ဘာကြောင့်အနီးကနှစ်ကက်နဲ့ပြန်ပြန်ဖြတ်စော်လဲဆိုတော့ဒီနေရာမှာကျွန်တော်196ရဲ့ဒီနှစ်ကက်စီးမှာပေါ့နော်196ရဲ့ဒီမြင်းကုန်းမှာသုံးညာကုန်းကရှိတယ်။အဲ့ဒီသုံးညာကုန်းကငန်းကပြန်ကြတာ။သုံးညာကုန်းကနဲ့အချိန်က196 196ကပြန်ကြတော့သူ့အပေါ်ကလည်းနောက်နှစ်ကိုတက်ရိုက်တော့ဟောဒီမှာ2လေးတက်လို့ခွေးတဲ့ဘေးကိုရိုက်တယ်ပေါ့နော်။ရိုက်တယ် အဲ့ဒီကနေအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီမာကလည်း6နှစ်6ကတဲကြ6နှစ်6ကပြန်ကြသွားပြီပြန်ကြလို့သူ့ရဲ့ဇောင်းမှာဒီမှာ935ဒီမှာလည်း935ရှိတယ်အဲ့ဒီ66နှစ်ကပြန်ကြခဲ့တော့ပြန်ကြခဲ့တော့သူ့ဘဝကနေနောက်နှစ်ကိုထုတ်မယ်ဆိုရင်ဟောဒီမှာ2လေးတိကိုပတ်လက်ခွေထားတယ်နော်2လေးတိပတ်လက်ခွေထားတာ နှစ်လေးတက်ပဲလဲခွေထားတယ်အဲ့ဒီနှစ်လေးတက်ဒီမှာပေါ့နော်နှစ်လေးတက်ဟိုမှာကြတော့ဒီမှာတက်နှစ်လေးလို့ဒီမှာခွေတယ်ဟိုမှာကြတော့နှစ်လေးတက်လို့ခွေတယ်အဲ့လိုနှစ်လေးတက်ပြောင်းရံခွေတဲ့နောက်ကောင်ကသူပြန်ထက်ကြသွားမလားအဲ့ဒါဆိုရင်ဒီ6ည6ကစောနာကမူနဲ့ကလင်နာမှာနှစ်ကတ်ရှိတာငါးခုရှစ်လို့လှဲခဲ့တယ်လှဲတဲ့အောက်ကကနနောက်နှစ်ကိုထွက်တော့၄တက်3လို့ထောင်းပြီးတော့နောက်မှာကတ်ထွက်တယ်ဆိုရင်ဒါကလည်းသူမူဆုံရပဲငါးခုရှစ်လို့လှဲတယ်လှဲတာနဲ့ဒီ6ည6ကနောက်နှစ်ကိုထွက်တော့ဟောဒီမှာ၄တက်3လို့ လေးတစ်သုံးလို့နောက်ထောင်နဲ့ဘေးမှာကတ်ထွက်မယ်ဆိုရင်ဒါက6တုံး6ကမူဆုံနေတာပဲเนาะဒါကဟိုမန်ဘာတွေကတကွက်ဖြစ်ရင်လည်းဖြစ်မယ်ပေါ့เนาะဒါကမန်ဘာတွေကဟိုတကွက်ကောင်းတော့မဟုတ်ဘူးပေါ့เนาะတကွက်ကောင်းရေးပြီးသားပါအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီလေးကတ်စီမာကတုံး6လေးတစ်ကလည်း9ကတ်မြောက်သွားရင်တုံး6လေးတစ်ကရှင်းနေထည့်ရတုံး6ထိုင်နေပရိငါကနန်ဒီနေ့ကိုထွက်ရမယ်ပေါ့เนาะအဲအဲ့ဒါကလည်းသူကရှိခဲ့တယ်ရှိခဲ့တယ်ဆိုတော့ဒီတုံး6လေးတစ်မွေးခြင်းကလည်းမွေးလို့ရတယ် ဟုတ်လားဒါကျွန်တော်နှစ်နှစ်အလေပိုင်းပေါ့နော်အဲ့လိုမှလည်းတင်ပြထားတယ်နဲ့အဲလေးတော့ညာဒီအာပေါ့ဗျာနော်အာပေါ့အဲအဲ့ဒါကမွေးခြင်းလက်ကြံခြင်းကိုမွေးခြင်းမွေးထားပေါ့ဒါကကျွန်တော်ဒါနှစ်လေတော့တင်ထားပြီလေအဲ့တော့အဲ့ဒီ63ညာ6ကိုပဲကျွန်တော်ကကစားသွားမလားပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်မိတ်ဆွေအနေနဲ့ကဒီ63ညာ3မှာကျွန်တော်နှစ်ကန်းနဲ့ဒီကအထောက်အကူဘာလို့အောင်ခဲ့လဲဆိုတော့လေမကလင်နာမှာ303လို့ကျွန်တော်ချောင်းနေလား 303လို့ခဏလေးနော်အဲ့မှာမူနော်ဟိုကဏ္ဍတကွက်ကိုကျွန်တော်ပေါ့ရှယ်ဟိုကဏ္ဍတကွက်ကိုတမူလောက်နဲ့ဘယ်တော့မှမလုပ်ဘူးကိုကြည့်ကိုအမြဲတမ်းကြည့်နေတဲ့ line နေရာလေးလိုက်ချိန်နေလိုက်ချိန်နေတွေ့လုံးလေးလည်းလိုက်ချိန်နေညင်းညိုးစုံနဲ့ကဏ္ဍတကွက်ပြီးလိုက်တော့တာကျွန်တော်လွေတယ်ပေါ့ဗျာဟုတ်လားလွေတာအဲ့ဒီချိန်မှာရွေးမပေးခင်ရွေးနေရတဲ့ကျွန်တော်တို့ကိုတွေ့တွေကြတော့ဒါကတော့ချဲဆရာတိုင်းဖြစ်မှာပါနော်ကိုတွေ့တွေကြတော့မမဆရာတိုင်းဖြစ်နေတယ် ဘလောက်အောင်စားတယ်ထင်တော့ပေါ့နော်ဒါကတော်တော်အောင်စားတယ်ဟိုဘသူမဆိုတော့ကိုပေးတဲ့ကဏပေါက်ချင်စေချင်တာပဲနော်အဲ့တော့ဒီမှာသုံးခုသုံးလို့ထည့်ထွက်တယ်ဒါကိုတုံညာသုံးကိုကျွန်တော်ပြီးခဲ့တဲ့နေ့ကကိုတုံညာသုံးမှန်ပါပေါအောင်ခဲ့တဲ့ဟာဦးအထောက်ကူနော်မူဆုံးလဲဆိုတာတခြားလိုင်းနေရှိသေးတယ်ကျွန်တော်တတိယရဲ့ line နဲ့ပြလိုက်တာသုံးခုသုံးတဲထွက်လို့သူကနေ17နှစ်သွားတနည်းနှစ်နှစ်3 4 5 6 9 10 17နှစ်မြောက်ကိုသွားတာ ਨੇ အဲ့ဒီနှစ်သေးက နတ်ကွာဆက်တဲ့ပြမြောက်ကိုပြန်ချပါဒီ9တက်3ဟာ17နှစ်ကိုလာတာเนาะလာပြီးတော့ तू ကဆက်တဲ့ပြမြောက်ကိုပြန်ကြတာ तू ကနေတနည်းတစ်ချိန်နှစ်ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်17ချိန်မြောက်ကို तू ပြန်ချခဲ့တာเนาะပြန်ချခဲ့တယ်ဆိုတော့ဒီမှာဒုတိယကဒီမှာ3ခွန်3ထွက်ထွက်ပြီးထွက်ပြီးဆိုတော့ तू ကနေ17နှစ်သွားမယ်တနည်းနည်း3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်17နှစ်သွားတာ ਨੇ ဟောဒီမှာ90ဟာအပေါ်ကနေဆက်တဲ့ပြမြောက်ကပြန်ကြတာ နော်စိတ်ကူးရင်စရာနော်ဒါကသတိစရာကြပြဆန်းနေစိတ်ကူးရင်မူဆန်းတာတစ်ချိန်နှစ်ချိန်သုံးချိန်ရေးချိန်၅ချိန်၆ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်မြောက်ကိုသူပြန်ကြခဲ့တာအဲ့ဒါဆိုရင်ဟုတ်ပြီဒီမှာလာပြီ3ခု3တဲထွက်တာတဲထွက်ပြီမှာ3ခု3သုံးကပဲရှိရသူကနေတနည်းနှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်ဆက်တဲ့နေပွားတာ ਨੇ အဲ့ဒီနေ့ထက်ဆက်တဲ့ချိန်မြောက်ကနေပြန်ကြဆိုတော့မကြောက်ဘူးပြဒီတကိုးလျှောက်ပြန်ကြတာလည်းတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်၁၀ချိန်ဆက်တဲ့ချိန်၁၂ချိန် ဟုတ်လားဆက်တဲ့ချိန်ဆက်တဲ့ချိန်မဟုတ်တော့ဒီတိတုံညာချက်ကလည်းထည့်ရပြန်ကြတာအဲ့ဒါဆိုရင်ကျွန်တော်ယူစားလိုက်တာကသုံးကစီးရသူအတိအကျပေးထားပြီသုံးကမြောက်ရအောင်သူဇွဲရှိရှိနေတာလိုက်ပေးတယ်ဆိုတော့ကျွန်တော်မှအတွေ့အကြုံကြီးအများကြီးရှိခဲ့တော့အဲ့တော့ဟုတ်ပြီအဲ့ဆိုဘယ်လိုယူစားလိုက်လဲသူမထွက်လာဘူးဒီထိမထွက်လာဘူးဆိုတော့ကျွန်တော်အဲ့တော့အဖွဲ့ဝင်နေမှတ်မိအောင်ပဲလူဟောင်းနေပေါ့နော်ဘယ်လိုယူစားလိုက်လဲဆိုတော့ဒီနှစ်ထဲကကဏ္ဍတစ်ကွက်ဟာဆက်တဲ့ပဲမြောက်ပြီကျွန်တော်ကတကူ၆ထိလိုက်ပါလို့မှန်ပါလို့ပြောထားတာတကူ၆ထိလိုက်ပါ အဲ့မှာကျွန်တော်တို့ဒီနေရာမှာအောင်းသွားတာဘာလို့အောင်းခဲ့လဲဆိုတော့ဟဲ့ဒီကိုတုံညာတုံးပြန်ကြည့်ဆောနာကတော့ကျွန်တော်တို့ဒီ legacy နဲ့ဒီရှင်းနေတဲ့ပြန်ကြခဏန်းတကွက်ပေါ်က legacy နဲ့လည်း၃ကတ်စီနဲ့လည်းကျွန်တော်တို့ပြန်ချုပ်ခဲ့တာเนาะဒါကြတော့၃ကတ်မြောက်ပေါ့အဲ့တော့၃ကတ်နဲ့လည်းပြန်ချုပ်ခဲ့တယ်လို့ဒီမှာမူဆုံနေရကဒီကိုတုံညာတုံးဟာတစ်ချိန်နှစ်ချိန်နောက်နှစ်ကိုရေးလိုက်တစ်ချိန်နှစ်ချိန်၃ချိန်၄ချိန်၅ချိန်၆ချိန်၇ချိန်၈ချိန်၉ချိန်၁၀ချိန်၁၁ချိန်မြောက်ကိုသူကကိုတုံညာတုံးလိုက်ထွက်ဆိုပြီး ဖမ်းတာအဲ့ဒီအချိန်မှာကျွန်တော်ကဘယ်လိုဖမ်းလိုက်လဲဆိုတော့ဟောဒီနေရာမှာသူက၄ခုရှင်းလို့၄ခုရှင်းတဲ့အကျင့်ကိုက်၄ခုရှင်းပေါ့နော်၄ခုရှင်းသူကနေအကျင့်ကိုက်ရှင်းတစ်ကျင့်နဲ့၃၄၅၆၇၉၉ကျင့်ကြောင်းမှာ၃ခုရှင်းကဏ္ဍကြီးကိုတွေပေါ့၄ခုရှင်း၃ခုရှင်းကဏ္ဍကြီးကိုအာတွေပေါ့နော်ဒီလိုတည်တယ်တည်တဲ့ဆောင်မှာ၃ခု၃အဲ့ဒီကိုကျွန်တော်တခြားထဲမှာကျွန်တော်ရှိသေးတယ်နော်နှစ်ကစီးနဲ့ကစားပြတာအဲ့တော့ဒီမှာကလည်း၄ခုရှင်းပတ်လဲ သူကနေတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်ခုနှစ်ချိန်၈ချိန်၉ချိန်ရောက်မှာ၃ခု၈ပတ်လေဒီလိုကနန်းကြီးကိုပေါ့နော်၄နဲ့၃နဲ့ပဲဒီလိုတဲတာတဲတော့၃ခု၃ဒီလိုနှစ်ကတ်တဲတာအဲ့ဒီနှစ်ကတ်ကိုကျွန်တော်ဖြတ်ဖန်းတာကအဲ့ဒီနောက်၁၂နှစ်မြောက်ကဒီမှာ၄၈၅လို့ဒီမှာကနန်းအလုံးလေးတွေလာဖြစ်တာကတော်တော်လေးတူတာဗျ၄၈၅လို့ကလင်နာမှာလဲတာရှာကြည့်နှစ်ကတ်ပဲရှိတယ်ဒီမှာပေါ့ဗျာ၅၈၈ဒီလိုခွေတာတွေရောပေါ့နော်ဒီ ဒီ9ရှစ်အတွဲ10ထိအဲဒီလိုခွေရရထားလိုက်ပါတော့၄ရှစ်5လို့နောက်ပိတ်သုံးလို့လှဲတယ်လှဲတဲ့အောက်ကခဏ7ရှစ်မြောက်ကိုပြန်ထွက်ဆိုပြီးကျွန်တော်ကအဲ့မှာဖမ်းလိုက်တာအဲ့မှာနှစ်ကက်စီးနဲ့အဲ့တော့ကျွန်တော်ကနေဒီကနေဒီ၄ခွန်ရှစ်၃ခွန်ရှစ်ဖရိန်နှစ်ကက်တူတယ်တဲ့ဒီမှာကျတော့မတည်ဘူးပဲဗျာနော်ဒီမှာကျတော့မတည်ဘူးဗာဒီမှာကျတော့မတည်ဘူးဒါပေမဲ့သူကလည်းအဲ့ဒီခါလည်းနှစ်ကက်စီးလုံးအဝေးထောင်းနဲ့ပြေးတာပဲဟုတ်လားသူကတဘောတရားကအနီးထောင်းနေရနေကျွန်တော်တို့ကအနီးဖရိန်အထောင်းနေရနေယူလာရင်အဲ့ဒီကောင်နဲ့ပတ်သက်တဲ့ခဏတကွာချတဲ့ခါရောက်ရင် အဝေးအထောက်အနေနဲ့ခြားတတ်တယ်အဝေးအထောက်ဆိုတော့နှစ်ကစီးကနေရာတိုင်းမှာအထောက်များတယ်လို့ပေါ့ဗျာအယူအဆပိုင်းဆိုင်ရာတွေကွာသွားတာပေါ့အဲ့လိုမျိုးတွေပေါ့နော်အဲ့ဆိုရင်ဆက်နွယ်မှုတွေရှိတယ်သူနဲ့အဲ့တော့ကျွန်တော်တို့ဒီမှာအဲ့ဒီ303ကနေ17နှစ်မြောက်ဆိုတော့ဒီနှစ်သေးပေါ့အဲ့ဒီမှာသူ၄၈၅လို့ကလင်နာမှာနှစ်ကပ်လာဖြစ်တာ ီနေရာမှာလည်းငါးရှိရှိတဲ့ဒီလိုတွေဖြစ်တာပေါ့နော်ခဏအလုံးလေးတွေလာတည်တာကဒီနေရာမှာပုံစံတူတယ်အဲ့တော့သူ့အောက်ကခဏဆက်တဲ့မြောက်ကိုကျွန်တော်တို့ခိုင်ပြီးပေါ့အမေ9တုံညာတုံပါအောင်အဲ့ရမူထပ်တာတွေရောကျွန်တော်အဲ့9တုံညာတုံပါအောင်အောင်သွားတာဟုတ်လားအဲ့အဲ့အဲ့ကြောင့်မလို့ပေါ့ဗျာအဲ့ဒီနှစ်ထဲမှာဆိုဒီနှစ်မှာဆိုမွေးကနန်းနေရောဗျာဒီမှာဆိုသုံးပင်ဆက်တိုက်ဟုတ်လားသုံးပင်ဆက်တိုက်ဒီမှာမန်မပါအောင်တဲ့မှာဒီမှာမန်ပါတော့ရန်ထဲအောင်သွားတာအဲ့ထဲမှာဒီမှာမွေးကနန်း နှစ်ခုနဲ့အောင်တာအဲ့မှာစာတော်မွေကနန်လေးတစ်ခုအောင်တာငါးတစ်ခုကလည်းမွေကနန်နေပဲအဲ့ဒီထဲမှာဟုတ်၆တစ်ခုနဲ့ချိန်လောက်မှန်ပါတယ်အနည်းဆုံးအောင်သွားတယ်ဒီကြားထဲမှာလွတ်သွားတဲ့ကနန်တွေရှိသေးတယ်နော်လွတ်သွားတဲ့ဒီပပလက်မှာအောင်သွားတဲ့ကနန်တွေမပါသေးဘူးပေါ့နော်အဲ့တော့ပြီးခဲ့တဲ့နေ့ကဆိုရင်ကျွန်တော်တို့ဒီမှာ၆၆နှစ်မှန်ပါတယ်မှာအရန်ထဲမှာပဲ၆အုပ်6ကွာ10ကွက်ဆိုပြီးမှန်ပါတယ်အကုန်လုံးပြီးတာ ိုက်မှာကျွန်တော် member ရန်ထဲမှာအောင်တယ်အဲ့တော့ဒီမှာတစ်ချိန်အောင်လို့ပြီးရတဲ့နေ့ကကျွန်တော်တို့ဒီမှာ9300တက်အောင်နဲ့690တက်အောင်နဲ့ organizer ကြီးတွေတော့မဟုတ်ဘူးဒါပေမဲ့ပြီးခဲ့တဲ့နေ့ကအတိုင်းတိုင်းလဲ member တွေတွက်မယ်ဆိုရင်မြတ်တာများရတယ်ကျွန်တော်ပေးတယ်လို့ထူတဲ့ member များစုကပြီးမြတ်တာများရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ကလူတွေဆိုရင် power 2ကိုကျွန်တော်ကဒီ share တစ်ခွက် power 1ခွက် duo 3ခွက်ကိုတော့အာရန်ဆိုးလို့ နံပါတ်အဟောင်းတွေကအကုန်လုံးသိတယ်နောက်ပိုင်းကျရင်တော့ကိုနောက်ပိုင်းကျတော့ကိုကနည်းနည်းလေးအထိုင်လေးတွေတချို့ပြီးပြီးယူချာလာတယ်နှစ်ကစီးကျတော့တစ်ခါလေးကျတော့ညံများတယ်ပေါ့နော်အထိုင်လေးတွေလှည့်တယ်လို့အဓိကပေါအဲ့ဒီ6ခွက်ပေါ့နော်ရှယ်ဩ2ခွက်ပေါဩ2ခွက်ဒူဩ3ခွက်အဲ့ဒီကောင်ကအာရန်ထိုးလို့အဲ့အဲ့တော့အပတ်စီကတော့တစ်ခွက်ကောင်းကတော့ main ထိတ်ဆုံးကရှယ်ဩကတစ်ခွက်ကောင်းပေါ့နော်အဲ့တစ်ခွက်ကောင်းတစ်ခွက်ကောင်းလို့ကျင်သမားဆိုကျွန်တော်တစ်ခွက်အဲ့တစ်ခွက်ပဲတစ်ခွက်ကတ်ကလေးပဲပြလိုက်တာပေါ့နော်အဲ့တော့အဲ့ကိုယ်တော်ညာတော့အဲ့မှာဟွာဖြစ်ခဲ့တာ ဒီနေ့မှာဆိုလဲကျွန်တော်တို့ဒီမှာရှစ်တုံညာခုံဟွန်းဘာ၄လို့မဘာဆခေါ်ပြီးဒီ6လေးနဲ့မှာပပလဲမှာအောင်နော်ဒီမှာလဲ3တုံညာရှိတယ်လဲဒါစိုက်မပါဘူးခဏနောက်ပိတ်ဆုံးကျွန်တော်ကအဲ့တော့အထိုင်းမှာအလုပ်ထွက်မှာမလို့ပြချင်မရှိဘူးဒီမှာဆို YouTube channel မှာ9ခုခုံအောင်ခဲ့တာဒီမှာလဲကျွန်တော်တို့ဒီပပလဲမှာအောင်ခဲ့တာအောင်ချက်များလာတော့ကျွန်တော်မဘာလေးစခေါ်လိုက်တာကျွန်တော်လဲကလင်နာထိုင်းမှာဆိုကလင်နာရှားတာဒါခက်တာဟုတ်ဟုတ်လားဟို9000နဲ့ပဲစခေါ်တာကျွန်တော်အဲ့အဲ့ဒီမှာကျွန်တော်ဒီ6လေးနှစ်တက်အောင်ပြီးမှကျွန်တော်ဒီနောက်မှာ လိုက်ပြီးတော့ရှစ်တုံညာခေါ်မန်ပါစခေါ်ပြီးရတယ်အောင်ခဲ့တာနှစ်စဉ်မန်ပါမအောင်တဲ့နှစ်ကတော့မရှိသေးဘူးပေါ့နော်ဒီနှစ်မှဆိုကျွန်တော်မန်ပါအကောင့်ထဲမှာတည်တတ်နေတည်ပြီးခဲ့တဲ့နှစ်ကဒီမှာ၁၀ခွဲအောင်သေးတယ်နော်ပြီးခဲ့တဲ့နှစ်ကပြီးခဲ့တဲ့နှစ်ကဒီမှာဒီမှာ၆၆နှစ်မှာအာတချိန်6ဘူး6ခွာ10ခွဲလုံးမှန်ပါလေထိုးခိုင်းတာအဲ့ဒီမှာမုံတိုင်းနေကြလို့ရေကြီးရေချာနေတာတချို့မရတဲ့လူတော့မရပါဘူးအငါးတုံညာတုံထည့်အောင်အဲ့ဒီမှာဒီမှာမှန်ပါတယ်မှာဒီမှာ8 3အခွာ10ခွဲဆိုပြီးကျွန်တော်က8 9 3 8 9နှစ်မြောက်က8 9 3ကို ဩတာခါနက်ခတ်လှမ်းသွားလို့ဒီမှာဆယ်ခွက်မှန်ပါတယ်မှာဆယ်ခွက်လို့ CD 73ခွာဆွဲဆိုမျိုးပြောထားတယ်ဒီမှာလည်းဒီညက်မှာလည်းမ63နောက်တွဲကိုဆယ်ခွက်ဆိုကျွန်တော်တို့ကတကွက်ကောင်းမှာ3963ဩတာဒါတို့ပြင်မဲ့အိုက်ကောင်ပြန်ကြအောင်ခန်းတဲ့အချိန်မှာကျွန်တော်တို့ကဒီမှာ356မှာကျွန်တော်တို့ share all main meet သွားတယ်လीအာပေါ့နော် share all main meet သွားတယ်အဲ့မှာကာကန်ဆံမဲဆိုအာဖြစ်သွားတယ်ကျွန်တော်တကယ်တမ်းဆိုစိုက်ကြီးရဲ့လူကဆိုရင်ကျွန်တော်တို့ကဒီဒီ line ကနေပေါ့ဗျာဒီဒီ line ကနေပေါ့ဒီ ဒီ6ခေါက်နောက်တွဲဟာဒီ365ခွေးနဲ့နောက်နေထဲကျွန်တော်တို့ဖမ်းလိုက်တာပေါ့365ကလင်နာမှာနှစ်ကပ်ရှိတာအဲ့ဒီကောင်နဲ့ဆက်ဆက်ပြီးတော့ဖမ်းလိုက်တာဒီ365ခွေးနဲ့နောက်နေထဲမှာသူကဒီနောက်တွဲပေါ့နော်ဘယ်ဘယ်ကနောက်တွဲလဲဆိုတော့ကသူကဒီ9နောက်ပေးလား9နောက်ပေးရဲ့အောက်ကကနာနောက်တွဲဟာနောက်တွဲဆိုပြီးတော့ကြခဲ့တယ်နော်အဲ့ဒီမှာကျွန်တော်တို့ကဒီမှာလဲသူကဒီ365 3ကပ်ရှိရပေါ့နော်ဒီနာမှာ365ခွေးတာ 365လို့ဒီမှာခွေပြီခွေပြီဆိုတဲ့သူ့ရဲ့နောက်နှစ်ထဲမှာ9နောက်ပေးရဲ့အောက်ကခဏနောက်တွဲဟာနောက်တွဲဒီမှာကျတော့သူကတကယ်တမ်းဆိုအိုက်ဆိုင်နဲ့ကျွန်တော်တို့က356ကိုဖမ်းခဲ့တာဖမ်းခဲ့တော့365ဟုတ်လားသူကနောက်နှစ်လုံးလှည့်ထိုးသွားမှာဟုတ်လားနောက်နှစ်လုံးပဲလှည့်ထိုးမှာကျွန်တော်ကဒီမှာကျတော့သူကကျွန်တော်ကဒုတိယကနဲ့တတိယကကိုယူလိုက်တာနောက်ပိုင်းတော့သူကပညာရတာပေါ့နော်နောက်နှစ်လုံးလှည့်ထိုးသွားမှာရမ်းမှာပေါ့ဗျာကိုကြိုက်တဲ့အကွက်ကိုတင်ပြီးတော့သူနှစ်ကွက်ပေါ့ဒီနောက်တွဲကနောက်တွဲကြခဲ့တယ်ဆိုတော့ဒီမှာကျတော့ပြောင်းပြန်ကြတာဒီ9နောက်ပိုင်းနဲ့ကနေ365လောက်ခွေရတဲ့နောက်နှစ်ထဲမှာ အထောက်တွေရှိသေးတယ်ဒါကကျွန်တော်လုံရင်ပြီးသွားတာဟာမလို့လုံရင်တိုးရှင်းတိုးရှင်းပြောလိုက်တာအတူဖြတ်ပြောလိုက်တယ်၃၆ခွေနဲ့သူရဲ့နောက်နဲ့ထမှာ၅နောက်ပိတ်ရအောက်ကခဏနောက်တွဲရနောက်တွဲဒီမှာဒဲဆင်းခဲ့လို့ကျွန်တော်တွေးတဲ့ဒုတိယကနဲ့တတိယကကိုချိတ်ဆက်လိုက်တာအဲမှာ၅နောက်ပိတ်ရအောက်ကခဏကျွန်တော်ကဟမ်ဘယ်မှာတော့ဩမဟုတ်ဘူးဒီမှာ၅နောက်ပိတ်မဟုတ်ဒီမှာပရိတ်၃အဲ့ဒီပရိတ်၃ရအောက်ကခဏက၃၆ခွေနဲ့နောက်နဲ့ထမှာပရိတ်၃ရအောက်ကခဏနောက်တွဲရနောက်တွဲ အဲ့တော့ဒီမှာ365လို့ခွေရတယ်သူရနောက်နေထဲမှာပရိလေးအပရိလေးရအဝကဏနောက်တွဲဟာနောက်တွဲအဲ့ဒီမှာ365လို့ဒီမှာခွေပြီခွေပြီခွေနေတဲ့သူရနောက်နေထဲမှာပရိပရိလေး9ပေါ့နော်ပရိ9ဒီမှာစကြတာပရိ9အဲ့ဒီပရိ9ကသူရအဲ့ဒီအဝကဏနောက်တွဲဟာနောက်တွဲဆိုဒီမှာ65တွဲရ65တွဲဒေမစင်မဲနဲ့96တွဲဆိုပြီးတကယ်တမ်းဆိုရင်နှစ်ကွက်ပဲလာတာကဲဒီတစ်ပတ်ကတော့ကျွန်တော်ဒီနှစ်ကွက်လေးနဲ့လောလောဆယ်နှလုံးပေါင်းနှစ်တန်တဲ့ပတ်သက်လို့ ခွန်6ခွန်6ကလေးပေါ့အာရန်လိုက်ပေါ့ဗျာဘောင်းဆိုခဏန်းတူခဏန်းလောက်ချသွားရင်၄၁၃လို့ထောင်းတာ၄တိတုံးလို့ထောင်းတာကသူကတကတ်တစ်ချိန်မကလို့ကျွန်တော်ခဏန်းခဏန်းရေးပြီးလဲနှစ်ကတ်ထဲရှိရဆိုရင်6ခွန်6ကိုတည်းရေးရေးချင်မှရေးပြီးတော့မှာဘာလို့၄တိတုံးကနှစ်ကတ်၃ကတ်ရှိတယ်၃လေးကတ်လောက်ရှိမထင်နဲ့၃ကတ်လောက်တော့၃ကတ်အနည်းဆုံးတော့ရှိမယ်အဲ၃ကတ်အနည်းဆုံးရှိရင်အဲ့လိုမျိုးကြတော့သူကနှစ်ကတ်ကခဏန်းခဏန်းလောက်တက်လို့ဒီ၄တိတုံးဒါပထမကတ်ဒါဒုတိယကတ်ပဲနှစ်ကတ်ပဲရှိရဆိုတော့အဲ6 3 6ပဲကျွန်တော်ပြမယ် ဘာလို့ဆိုတော့ဒါကျွန်တော်ရဲ့အတွေ့အကြုံကျွန်တော်မှတ်သားထားတဲ့သင်္ကေတပေါ့နော်ကဲအမေဆိုဘယ်ပါနဲ့ join ပြပါရနော်ကဲအားလုံးမင်္ဂလာပါဗျာကျွန်တော်ဖုန်းနံပါတ်39 252 533 993 9ပါနော်ဘာလို့ YouTube channel ကြီးကြတော့တို့ copyright တွေပါတယ်ညီမဆိုတော့နည်းနည်းအပန်းလေးညံလိုက်တော့နည်းနည်းနှင်းနှီးလေးနဲ့ယူပေးတာပါနော်ကဲအားလုံးမင်္ဂလာပါဗျာ